မြေစိမပိတ်တယ်များအားလုံးပဲမင်္ဂလာပါခင်ဗျာမေလ23ရက်တဲ့မြေစိမ Prime Time မြေစိမတရင်အစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ကိုကျွန်တော်ခန့်ညကတာဝန်ယူတင်ဆက်ပေးတော့မှာပါဒီကနေ့ကြည့်ရှုရမယ့်အစီအစဉ်ကတော့ပြည်ပထောက်ခွာရာတွေကြောင့်နိုင်ငံခြားငွေသုံးစွဲမှုများပြားပြီးငွေဈေးတက်တယ်လို့စစ်ကောင်းဆောင်အပြစ်တင်တဲ့တရင်ရဟတ်ရင်ပြစ်ချခံရတာမဟုတ်ဘဲမတော်တဆပျက်စီးတာလို့စစ်ကောင်စီလိန်လေထုတ်ပြန်တဲ့တရင် ကလေးမျိုးကတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ချင်းတော်လန်ရေးအဖွဲ့ရဲ့တိုက်ပွဲဆက်ဖြစ်တဲ့တွင်နဲ့မွေးရစေဝါအတွက်ငွေရှာဖို့အသက်၁၇နှစ်အရွယ်တမီးငယ်ကိုမိခင်ကလိန်ဖြောပြေးခိုင်းတဲ့နိုင်ငံတကာတရင်အပါဝင်နောက်ဆုံးရကုံစည်းနှုံနဲ့အခြားအရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါခင်ဗျာပြမဆုံးသတင်းသဘောအနေနဲ့ပြည်ပထက်ခွာရာတွေကြောင့်နိုင်ငံခြားငွေသုံးဆွဲမှုများပြားပြီးတော့ငွေဈေးတက်တယ်လို့စကောင်းဆောင်အပြစ်တင်တဲ့သတင်းကိုတင်ဆက်ပေးပါမယ် ပြည်ပကိုအကြောင်းမျိုးမျိုးနဲ့ထွက်ခွာရာရေးကြောင်းနိုင်ငံကြားငွေသုံးဆွဲရာရေးများပြားပြီးငွေဈေးတက်နေတာဖြစ်တယ်လို့စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မူကြီးမေအောင်လိုင်ကမေလ20ရက်နေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီအစီအဝေးဒုတိယနေ့မှာ ပြောပါတယ်ကုန်သွယ်မှုမှာပုံငွေပြနေပေမဲ့လည်းအခြားသုံးစွဲငွေတွေအနှုတ်တွေများပြရှိနေတာကြောင့်နိုင်ငံခြားငွေစည်းမြင့်တက်နေရလို့ဆိုပါတယ်ပြပထွက်ခွာရတွေကြောင့်နိုင်ငံခြားငွေသုံးစွဲမှုများပြနေရလို့သူကပြောဆိုခဲ့ရပါတယ် ဒီလိုနိုင်ငံခြားငွေလိုအပ်ချက်တွေရှိနေတဲ့အတွက်စစ်ကောင်စီကအခွန်ကင်းလွန်းခွင့်နဲ့တင်တင်းတင်တွင်းခွင့်တူထားတဲ့လျက်စစ်စွမ်းအင်3 EV ကတင်တွင်းဓာရီမှာကန့်တက်ချက်တွေဖြစ်ပေါ်နေရတယ်လို့လည်းစစ်ကောင်ဆောင်ကဆိုပါတယ်စက္ကန့်စီအနေနဲ့နှစ်စဉ် American Dollar 5 billion တန်ဖိုးရှိတဲ့73စီတွေကိုတင်သွင်းနေရပြီးတော့လောင်စာစီသုံးဆွဲမှု short ချနိုင်ရေးအတွက် EV တင်သွင်းမှုကိုခွင့်ပြုပေးထားတာဖြစ်တယ်လို့လည်းထည့်သွင်းပြောပါရယ် အာဏာသိမ်းပြီးနောက်နိုင်ငံအတွင်းလျှက်စစ်ဓာတ်အားပေးနိုင်မှုဆိုးရွားစွာကြာဆင်းနေပေမဲ့လက်စကောင်းဆောင်ကလျှက်စစ်ကားတွေလျှက်စစ်ရထားတွေပြေးဆွဲမယ်လို့မကြာခဏပြောဆိုခဲ့ဘူးပြီးဒီစည်းဝေးမှာလည်းလျှက်စစ်စွမ်းအင်သုံးပို့ဆောင်ရေးစနစ်ကိုတွားနိုင်ရေးဆက်လက်အကောင့်ထဲပေါ်သွားမယ်လို့ဆိုပါတယ်လက်ရှိမှာလဲတရုတ်ထုတ် EV ကားတွေကိုမြန်မာနိုင်ငံအတွင်းကိုစစ်ကောင်းဆောင်ရဲ့တာအောင်ပြေဆုံးတဲ့တမီး ခင်တီရီတမွန်တို့ကတင်သွင်းနေကြောင်းပြည်ရင်းမီဒီယာတွေကရေးသားဖော်ပြခဲ့ကြပါတယ်စစ်ကောင်စီခေါင်းဆောင်အနေနဲ့နိုင်ငံခြားငွေစည်းတက်မှုအတွက်ပြည်ပထွက်ခွာရာတွေအပေါ်အပြစ်တင်ပြောဆိုရာတွေပြုလုပ်လာပေမဲ့လည်းတစ်ဖက်မှာ ပြည်ပထွက်အလုံးလုံးသူတွေရဲ့နိုင်ငံခြားငွေနဲ့ရရှိရလာစားအပေါ်အခွန်ကောက်တာအပြင်ဝင်ငွေရဲ့25ရာခိုင်နှုန်းကိုလည်းသူတို့ရဲ့တတ်မှတ်ပေါက်ဈေးအတိုင်းပြည်ရင်းကိုပြန်လည်လွှဲပြောင်းခိုင်းရရှိရလို့သိရပါတယ်ခင်ဗျာ။ ဒုတိယသတင်းစပုတ်အနေနဲ့ရဟတ်ယင်ပြစ်ချခံရတာမဟုတ်ပဲမတော်တဆပြစ်ကြတာလို့စစ်ကောင်စီလိန်လေထုတ်ပြန်တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ကချင်ပြည်နယ်ရွှေကူမြို့နယ်မှာကချင်တပ် KIA ရဲ့ပြစ်ချခြင်းကိုခံခဲ့ရတဲ့ MISMD အမျိုးအစားရဟတ်ရင်ကဆက်ချိုရင်းမှုဖြစ်ပြီးမတော်တဆပြက်ကျခဲ့တာဖြစ်တယ်လို့စစ်ကောင်စီကမနေ့ကမေလ20ရက်ညပိုင်းကထုတ်ပြန်လိုက်ပါတယ် ရှေ့တန်းစစ်မြေနာပြင်မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့တပ်ခန်းတွေကိုထောက်ပံ့ပစ္စည်းတွေတွားရောက်ပို့ဆောင်ပြီးအပြန်မှာဗမော်မြို့ရဲ့အနောက်တောင်ဘက်မီတာ1400ဝန်းကျင်အကွာမှာရဟတ်ရင်ကဆက်ချိုရင်းမှုဖြစ်ကမတော်တဆပြက်ကျခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ရဟတ်ရင်ပြက်ကျမှုအတွက်တပ်ဆိုင်ရာတာဝန်ရှိသူတွေကစစ်ဆေးနေကြောင်းနဲ့ပြက်ကျတဲ့နေရာတဝိုက်ကိုရှာဖွေကယ်ဆယ်ရေးလုပ်နေတယ်လို့ဆိုထားပါတယ်။ နေ့ကနေ့လယ်ပိုင်းက KIA သတင်းပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကစစ်ကောင်စီအမှတ်27စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်ကိုစစ်ကူအင်အားလာပို့တဲ့စစ်ကောင်စီရဟတ်ယင်3စင်းကို KIA ဘူပေါင်းတပ်တွေကပြစ်ခတ်ချိန်မှာရဟတ်ယင်2စင်းကိုထိမှန်ခဲ့တာတော်ရဲကြသွားတာဖြစ်တယ်လို့မြစည်းမကိုအတည်ပြုထားပါတယ်ထိမှန်ပြီးပြတ်ကျသွားတဲ့ရဟတ်ယင်ဟာဗမော်ခရိုင်ရွှေကူမြို့နယ်စီငန်းရွာအနောက်ဘက်က တော်ရဲမှာမင်းညညာပိုင်းကရှာဖွေတွေ့ရှိခဲ့ပြီးတော့နောက်ထပ်သစင်းကတော့ရွှေကူးစစ်တပ်စခန်းမှာအရေးပေါ်တက်ဆင်းခဲ့ရကြောင်းကိုပြတ်ကျတော်ရဲရဟတ်ရင်ရုတ်တံဖိုင်နေတဲ့သူဒေတာသွင်းတရင်ထဏာတွေကဖော်ပြထားကြပါတယ်ရဟတ်ရင်ပြတ်ကျတဲ့နေရာတွေကို KI ဘူပေါင်းတပ်ဖွဲ့ဝင်တွေတွားရောက်ရှာဖွေရမှာတော့ရဟတ်ရင်အပြက်အစီးနဲ့အတူလေရင်မှုကပ္တိန်မျိုးထက်အောင်ရဲ့ရုပ်အလောင်းကိုရှာတွေ့ခဲ့ကြောင်းရုတ်တံဖိုင်မှာမြင်တွေ့ရပါတယ်ခင်ဗျာ ဆက်လက်ပြီးကလေးမျိုးကတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ချင်းတော်လန်ရေးအဖွဲ့တွေတိုက်ပွဲဆက်ဖြစ်တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကလေးမျိုးကနေစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ဒီကနေ့မေလ23ရက်မနက်7:00နာရီကစတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရလို့တီးတဲ့မျိုးနဲ့အခြေစိုက်ဒေတာခန်တော်လင်ရေးအဖွဲ့ဖြစ်တဲ့ CGS Civil Defense Military CGNC စီရင်တာဝန်ရှိသူကမြစီမကိုပြောပါတယ် မေလ၁၈ရက်နေ့ကကလေးမျိုးကတက်လာတဲ့ကား၅စီးအင်အား200ကျော်ပါခြေလင်းစစ်ကြောင်းနဲ့တီးတိမ်မြို့နယ်မွာပီးချေးရွာအနီးမှာတိုက်ပွဲစတင်ဖြစ်ပွားနေတာပါစက္ကဆစစ်ကြောင်းနဲ့ဒီမနက်ထိတွေ့ပစ်ခတ်မှုစတင်နေပါပြီကလေးဘက်ကနေ120မမနဲ့ပြစ်ကူပေးနေပါတယ်လို့ CDF CDM စီရင်တာဝန်ရှိသူကမျိုးစိမကိုပြောပါတယ်စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာတာနဲ့တိုက်ပွဲဖြစ်ပွားတာကြောင့်မွာပီးဘွမ်ဆန်း ချေးဆန်ကြေးရွာရွာ၃ရွာကဒေသခံ600နေပါရှောင်းသိမ်းနေရပြီးမင်းညာကစတင်ကတညာလုံးမိုးရွာတွန်းတာကြောင့်စစ်ဘေးရှောင်နေအနေနဲ့အမိုးအကာစားနပ်ရိက္ခာနဲ့ဆေးဝါးရေလိုအပ်နေတယ်လို့သူကဆိုပါတယ်တိုက်ပွဲအတွင်းထိခိုက်သေးဆုံးတာတွေရှိရှိနိုင်ဖို့အတွက်မြစီမအနေနဲ့တာဝန်ရှိသူတွေကိုဆက်သွယ်နေစေပါ အဲ့စစ်ကောင်စီစစ်ကြောင်းရှင်မတိုးနိုင်ရေးဒေသခံတော်လည်းရေးအဖွဲ့တွေစူးစမ်းနေပြီးတော့နယ်မြေအတွင်းမရောက်စေရင်နှဲ့ညင်းသွားမှာဖြစ်တယ်လို့ချင်းညီနောင်အဖွဲ့စစ်ဦးစီးချုပ်ထန်ချွန်ဖဲကမျိုးစီမကိုပြောပါရယ်ကြီးတိန်ကိုတက်မလားဖလန်းကိုတက်မလားဆိုရာလမ်းစုံဖြစ်တဲ့တိုင်းငင်ကိုရောက်မှသိရမှာဒါမှမဟုတ်တိုင်းငင်မှာစခန်းချနေထိုင်တာလည်းဖြစ်နိုင်ပါရယ်ဒါပေမဲ့တေချာရာကတော့အဲ့ဒီနေရာတွေချိမရအောင်စူးစမ်းကြမှာလို့သူကပြောပါရယ် တိုင်းငင်ကျွော်ဟာကလေးမျိုးကနေချင်းမီနယ်တီးတဲ့မျိုးနယ်ဖလန်းမျိုးတို့ကိုတွားရောက်တဲ့လမ်းဆောင်ဖြစ်ပြီးပြည်အောင်စု လမ်းမပေါ်မှာတည်ရှိက2024ခုနှစ်ဇန်နဝါရီ16ရက်နေ့ကချင်းတော်လန်ရေးတပ်ဖွဲ့တွေတင်ယူပြီးတဲ့နောက်စစ်ကောင်စီဟာအဲ့လမ်းကိုအတုံးမပြုတ်နိုင်တော့ပဲယခုပြန်လဲစစ်ကြောင်းထိုးပြီးအားဆန်းလာတာဖြစ်နိုင်တယ်လို့ထန်ချွန်ဖေးကဆက်လက်ပြောပါတယ်အဲ့စစ်ကြောင်းဟာချင်းပြည်နယ်ကိုတက်ရောက်မှာမဟုတ်ပဲကလေးမျိုးလုံးဂျုံရဲအတွက် ကာကွယ်ဖို့စစ်ကြောင်းထိုးခြင်းဖြစ်နိုင်ကြောင်းစစ်ရေးလေလာတုံးသက်သူတို့ကလည်းဆိုပါတယ်တီးတိမ်ဖလန်းတော့သူတို့ကတတ်ဖို့မလွယ်ပါဘူးအဓိကခိုင်ကန်းကိုကာဖို့ဖြစ်မယ်ကလေးမျိုးကိုကာဖို့အတွက်ခိုင်ကန်းကိုကာရမယ်ဒါကြောင့်စစ်ကြောင်းထိုးတာပါလို့စစ်ရေးလေလာသူကဆိုပါတယ်တီးတိမ်လွမြောက်သွားပါကချင်းတော်လန်ရေးတပ်ဖွဲ့တွေကလေးမျိုးဘက်ကိုဆင်းလာနိုင်တာကြောင့်ကျူတင်ကာဝယ်ဖို့ချင်းပြည်နယ်နဲ့ကလေးမျိုးအကြခုခံပြင်ဆင်နိုင်တာဖြစ်ကြောင်းလည်းပြောပါရယ် စစ်ကောင်စီတပ်ချင်းတောင်ဘက်ကိုစစ်ကြောင်းထိုးလာတာကြောင့်ကလေးတိုင်းငယ်လမ်းမကြီးကို2025ခုနှစ်မေလ20ရက်မနက်7:00နာရီမှစတင်ကအသက်အဆင်းအားလုံးကိုယာယီပိတ်ထားပြီးပြန်မဖွင့်မချင်းအသုံးမပြုကြဖို့နဲ့ပိတ်ထားပြီးချိန်နောက်ပိုင်းပြဿနာတစ်ခုမှတာဝန်ယူမှာမဟုတ်ဘူးလို့ CGS Civic Defense Military CGS CGM CY ကမနေ့ကထုတ်ပြန်ထားပါတယ်ခင်ဗျာနိုင်ငံတကာတရင်တွေကိုစက်ကြည့်အောင်ပါ မွေးရဆေးဝါအတွက်ငွေရှာဖို့72နှစ်ရွယ်တမီးငယ်ကို မိခင်ကလိန်ဖြောပြေးခိုင်းတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ Why not သူယွန်းယွန်းကတင်ဆက်ပေးမှာပါခင်ဗျာ။ ထိုင်းနိုင်ငံဟွာဟင်းမြို့မှာအသက်73နှစ်အရွယ်မိန်းကလေးငယ်တဦးက၎င်းအားအမေနဲ့အတော်ဖြစ်သူကမူးယစ်ဆေးဝယ်ရန်နဲ့နေစဉ်ချင်းငွေတိုးတွေဆက်ဖို့အသက်71နှစ်အရွယ်ကလေးကအသက်90အရွယ်မျိုးသားတဦးထံရောင်းချပြီးလိန်ဖြော်ပြီးခိုင်းခဲ့တယ်လို့ဖွင့်ဟပြောကြားခဲ့ပါတယ်။မိန်းကလေးဟာဧပြီလ26ရက်နေ့မှာဖခင်နဲ့မိတွေးဖြစ်သူကိုသူ့ရဲ့ဖြစ်ရပ်ကိုယင်ဖွင့်ပြောပြပြီးတဲ့နောက်ဒီအမှုပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ လေရက်အကြာမှာဖခင်ကပါဖန်နာကလေးတငယ်နဲ့မျိုးသမီးများဖောင်ဒေးရှင်းကိုဆက်သွယ်ပြီးဥပဒေကြောင်းအရအကာအကွယ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဖခင်ဖြစ်သူရဲ့ပြောကြားချက်အရ၎င်းနဲ့ကလေးငယ်ရဲ့မိခင်ဖြစ်သူဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကကွဲကွာနေခဲ့ပြီးတရားဝင်လက်ထပ်ထားခြင်းမရှိဘူးလို့ဆိုပါတယ်။သူတို့မှာ အသက်73နှစ်နဲ့8နှစ်အရွယ်တမီးနှစ်ဦးရှိပြီးတော့မိခင်ဖြစ်သူနဲ့အတူနေထိုင်ကြပါတယ်မိခင်ဖြစ်သူဟာ ၎င်းအားကလေးငယ်တွေနဲ့တွေ့ခွင့်မပေးဘူးလို့လည်းဖခင်ဖြစ်သူကဆိုပါတယ်။မိန်းကလေးငယ်ဟာမိတွေဖြစ်သူအားဆက်သွယ်ပြီး၎င်းအားမိခင်နဲ့အဖွားဖြစ်သူတို့ကဆိုးဆိုးရွရွအနိုင်ကျင့်နေတာကြောင့်၎င်းတို့နဲ့အတူမလင်းလို့တော့ကြောင်းပြောဆိုခဲ့ပါတယ်။ရှင်နောက်ဖူခတ်ကနေဖခင်ဖြစ်သူကဟွာဟင်းကိုတွားရောက်ပြီးခေါ်ဆောင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ဖခင်ဖြစ်သူကဟွာဟင်းရက်စခန်းမှာအမှုဖွင့်ခဲ့ပြီးခလေးငယ်ကိုဖူခတ်ကိုပြောင်းရွှေ့ခေါ်ဆောင်သွားမယ်လို့မိခင်ထံကိုအကြောင်းကြားခဲ့ပါတယ်။ ပထမမှာမိခင်ကငင်းဆန်နေခဲ့ပေမဲ့ကလေးငယ်က၎င်းဟာပြည်တစားလောက်ရန်အတင်းချက်စေခိုင်းခဲ့ကြအောင်ဖုံးနဲ့ပြောဆိုပြီးတဲ့နောက်မှာတော့မိခင်ကသဘောတူခဲ့ပါတယ်။မိန်းကလေးအသက်၁၁နှစ်အရွယ်မှာမိခင်နဲ့အတော်တို့ကအချိန်မိုက်တဲခိုကန်းကိုနှစ်ချိန်ခေါ်သွားခဲ့ကြအောင်သူကပြန်လဲပြောပြပါတယ်။ပထမချိန်က2023ခုနှစ်ဩဂုတ်လမှာဖြစ်ပြီးတော့အတော်ဖြစ်သူက၎င်းဟာအမျိုးသားနဲ့တွေ့ဆုံဖို့ခေါ်သွားခဲ့တာဖြစ်ပြီးအဲ့ဒီမျိုးသားကသူ့ကိုဟိုတယ်ကိုခေါ်သွားခဲ့တယ်လို့ဆိုပါတယ် အဓမ္မပြုကျင့်ခံရပြီးတဲ့နောက်မိန်းကလေးငယ်မှာခန္ဓာကိုယ်နာကျင်ကြိုက်ခဲမှုတွေနဲ့သွေးယိုစိမှုတွေခံစားခဲ့ရပြီးအိမ်ပြန်ရောက်လာခဲ့ပေမဲ့မိခင်ဖြစ်သူကဓမ္မတာလာတာလို့သာပြောဆိုခဲ့ပါတယ်။ဒုရီယအချိန်ကနှစ်လအကြာမှဖြစ်ပွားခဲ့တာပါ။အဲ့ဒီအချိန်ကလည်းအတော်ဖြစ်သူကသူမကိုအဆိုပါအမျိုးသားနဲ့တွေ့ဆုံဖို့ပေးပို့ခဲ့ပါတယ်။ဒါပေမဲ့မိန်းကလေးရဲ့ငင်းဆန်မှုကြောင့်အမျိုးသားကသူ့ကိုမိခင်စောက်ဆိုင်နေတဲ့ပန်းခြံထဲကိုပြန်လည်ပို့ပေးခဲ့ပါတယ်။ အမျိုးသားဟာခလေးကိုထမခေါ်လာဖို့မိခင်ဖြစ်သူကိုလည်းပြောချခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်မိခင်ဖြစ်သူကမိန်းကလေးကိုဆဲဆိုချိန်မောင်းခဲ့ပါသေးတယ်။မိခင်ဖြစ်သူဟာ Max Apartment ဆွဲနေသူတဦးဖြစ်ပြီးအဖမ်းမခံရအောင်တငယ်ချင်းတွေထံကနေမူးယစ်ဆေးဝါးတွေယူဆောင်ပေးဖို့သူ့ကိုအုံချခဲ့တယ်လို့လည်းဆိုပါတယ်။မိခင်ဟာနေ့စဉ်ဆက်နေရတဲ့အတရမဝင်ကျွေးမွေတွေအများပြားရှိနေတယ်လို့လည်းဆိုပါတယ်။ ဧပြီလ30ရက်နေ့မှာ Pavana Foundation ကဟွာဟင်းရက်စခန်အကြီးကဲရဲမှုကြီးကမ္ပနက်နာဝီချိုင်ကိုဆက်တွယ်ခဲ့ပြီး၎င်းကအပြည့်စုံဆောင်ဆန်းပေးဖို့အမိန့်ပေးခဲ့ပါတယ်။မိန်းကလေးကိုဆေးဆစ်ချက်ရယူဖို့ချက်ချင်းပို့ဆောင်ခဲ့ပြီးအဖွဲ့အစုံနဲ့တွေ့ဆုံမေးမြန်းမှုတွေလည်းလုပ်ခဲ့ပါတယ်။ယခုအခါမိန်းကလေးနဲ့ညီမငယ်တို့ဟာဖောင်ဒေးရှင်းရဲ့ဆောက်ရှောက်မှုအောက်မှာရှိနေကြပြီဖြစ်ပါတယ်။ မိခင်နဲ့အတော်ဖြစ်သူကိုလူကုံကူးမှုနဲ့အသက်15နှစ်အောက်ကလေးငယ်ကိုလိမ်မိုင်းဆိုင်ရာအမျက်ထုတ်ကိုစီစဉ်မှုတို့နဲ့မေလ19ရက်နေ့မှာရဲကဖမ်းဝရမ်းချုပ်ပြန်ခဲ့ပြီးအဲ့ဒီနေ့မှာပဲဖမ်းဆီးရမိခဲ့ပါတယ်။မိခင်ဟာမူရဲ့ဆေးဝါးဆက်ဆေးမှုအရမတ်အဖတ်တမင်ဆွဲသုံးနေမှုကိုအတည်ပြုခဲ့ပြီးမူရဲ့ဆေးဝါးသုံးဆွဲမှုနဲ့နောက်ထပ်ဆွဲချက်တစ်ခုထပ်တိုးခဲ့ပါတယ်။တမီဖြစ်သူဟာအမျိုးသားနဲ့၃ချိန်တွေ့ဖို့စီစဉ်ခဲ့ကြောင်းသူကဝန်ခံခဲ့ပါတယ်။ ထမတစ်ချိန်ကအများပြည်သူပန်းစံနေမှာတမိဖြစ်သူကိုမျိုးသားနဲ့မိတ်ဆက်ပေးရန်ဖြစ်ပြီးဘတ်1500ရယူခဲ့တယ်လို့ဆိုပါတယ်။နောက်နှစ်ချိန်ကတော့ဟိုတယ်တွေမှာဖြစ်ပြီးတော့ဘတ်2000နဲ့ဘတ်9000အသီးသီးရရှိခဲ့တယ်လို့ဆိုပါတယ်။အတော်ကငွေအလုံးကိုတင်ဆက်ထားခဲ့တယ်လို့လည်းဆိုပါတယ်။တန်တရားရှိသူတွေကိုဖမ်းဆီးထိန်းသိမ်းဖို့လည်းအမိန့်ထုတ်ထားပါတယ်။ရှယ်ရီဟာအတော်ဖြစ်သူကိုရှာဖွေနေပြီးမိန်းကလေးငယ်နဲ့လိန်ဆက်ဆံခဲ့တဲ့အမျိုးသားကိုဖော်ထုတ်ပြီးတရားစွဲဆိုရန်လှုံ့ဆော်နေတယ်လို့လည်း ဖောင်ဒေးရှင်းကဆိုပါတယ်ရှင်ထိတ်တန်းတဲ့နောက်ဆုံးရပြည်တွင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြတာပါဆလဘီဒီကနေ့ညနေ9:00နာရီချီရရှိထားတဲ့ငွေလန်းတုံးရွှေဈေး73စီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကတော့မြစည်းမရဲ့ဝိုင်းတော်သားဖြစ်တဲ့ကိုမြတ်သူရကစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလှယ်နှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီသတ်မှတ်စေ2100ကျပ်ပြင်ပပေါစေ4460ကျပ် စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1620ဒသမ8ခွန်ကျပ်ပြင်ပပေါက်စေ3484ကျပ်ယောပါဒီယူရိုကိုစစ်ကောင်စီတတ်မှတ်စေ1364ဒသမ38ကျပ်ပြင်ပပေါက်စေ5092ကျပ်ထိုင်းဘတ်တဘတ်ကိုစစ်ကောင်စီတတ်မှတ်စေ63ဒသမ4ကျပ်ပြင်ပပေါက်စေ136ဒသမ85ကျပ် လေးရှားတရင်ကစ်ကိုစစ်ကောင်စီတတ်မှတ်စေ489ဒသမ68ကျပ်ပြင်ပပေါင်စေ1049ကျပ်ပေါင်စေရှိပါတယ်။ပေါ်ပြပါငွေလက်လက်နှုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရွှေစင်းနှုတ်တွေကတော့အခေါင်ရွှေတစ်ချက်သားကိုရွှေကုန်တဲ့အတင်းတက်မှတ်စေ58သိန်း3000ကျပ်ပြင်ပပေါင်စေ85သိန်း6000ကျပ် 55ပဲတစ်ချက်သားကိုရွှေကုံတဲ့အသင်းသတ်မှတ်စေ53သိန်း9185ကျာပြင်ပပေါ့စေ83သိန်း1000ကျာပေါ့စေရှိပါတယ်ပေါ်ပြပါရွှေစင်းလုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ် နောက်ဆုံးရရန်ကုန်73ကြီးဈေးနှုန်းတွေကတော့ဒီဇယ်တလီတာကို2320ကျပ်ပရီမီယံဒီဇယ်တလီတာကို2855ကျပ်အော်ဒိတ်92တလီတာကို1950ကျပ်အော်ဒိတ်95တလီတာကို2805ကျပ်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါ73ကြီးဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ် နောက်ဆုံးရစောင်းစီဈေးနှုန်းတွေကတော့စောင်းစီတစ်ပိတ်သားကိုစစ်ကောင်စီတတ်မှတ်စေ6525ကျပ်ပြင်ပပေါက်စီ9000ကျပ်ပေါက်စီရှိပါတယ်ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်တဲ့မြစီမပရိုင်တိုင်းမြစီမတရင်အစီအစဉ်ကိုတင်ဆက်ပေးကြတာပါကြည့်ရှုအားပေးကြပြည်သူများအားလုံးကိုကျေးဇူးတင်ပါတယ်ဒီအစီအစဉ်ကိုတော့ကျွန်တော်ခန့်ညွေကစူးစီးတင်ဆက်ပေးကြတာပါ တမျိုးစီမပရိုင်တိုင်းအစီအစဉ်ကိုနေ့စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိည9:00နာရီမှစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာရှိတဲ့ညချင်းအချိန်အခါပြကြပါစေခင်ဗျာ။